်မင်္ဂလာပါရှင်ကျမတို့ရပ်ပီကောသတင်းဌာနကနေကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်တပ်ကစေကူးမြို့နယ်ကိုနှစ်ရက်စတိုင်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းဖြစ်ပါရရှင်မန္တလေးတိုင်းစင်ကူးမြို့နယ်တွေကကြေးရွာတွေကိုစစ်တပ်ကနှစ်ရက်ဆက်တိုက်ပုံကျဲသွားတယ်လို့စင်ကူးမြို့နယ်သတင်းပြန်ကြားရေးတာဝန်ခံကိုတမဏိကဖြေကြားထားပါတယ်ရှင်။ ဒီနေ့မနက်ပိုင်းမှာစစ်တပ်ကမန္တလေးမြကြီးငါလမ်းပေမလဲကြီးရွာအနီးငှက်ပြောတော့ကိုလေကြောင်းတိုက်ခတ်မှု၃ချိန်ပြုလုပ်သွားတယ်လို့သိရပါတယ်ရှင်စစ်တပ်ကစင်ကူးမျိုးနဲ့ငါးမိုင်သာကွာဝေးတဲ့လက်ပံလာရွာကိုလေကြောင်းတိုက်ခတ်မှု၂ချိန်ပြုလုပ်သွားခဲ့သေးတယ်လို့လည်းသိရပါတယ်ဒီလင်းဘုံကျဲလို့ပြည်သူပိုင်းအစအဦးတစ်လုံးထိခိုက်ပျက်စီးသွားတယ်လို့လည်းစင်ကူးမျိုးနဲ့သတင်းပြန်ကြားရေးတာဝန်ခံခိုတမ်မဏီကဆိုထားပါသေးတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့အောက်တိုဘာ၁လအတွင်းစစ်တပ်ကနိုင်ငံအနှံ့လေးချောင်းတိုက်ခိုက်မှုအချိန်ပေါင်း250ပြုလုပ်ထားပြီး185ဦးသေဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်ရှင်။အလားတူစစ်တပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှု17ခုပြုလုပ်ခဲ့ပြီးသေဆုံးသူ116ဦးရှိတယ်လို့လည်းကြေညာထားပါတယ်ရှင်။